ျမတို့ကစစ်ရေးအရာကိုဟိုအရန်ကိုအထူးအလေးပေးပြီးတော့မှလှုပ်ဆောင်ခဲ့တယ်။တစ်ဖက်ကလည်းအားရကျဉ်းတတ်မှုတွေရစေတယ်။ဒါပေမဲ့နယ်မြေတွေကိုဒါတိန်းတယ်။နော်တိန်းလိုက်တယ်ဆုံးရှုံးမှုတွေလည်းအများကြီးပဲ။ဒါပေမဲ့ထိန်းနိုင်တဲ့အဆင့်ကအကန့်အသတ်ဖြစ်တယ်။ resources တွေပေါ့နော်အရင်မြင့်တွေကအကန့်အသတ်ဖြစ်တယ်ပြီးသူလူတို့တွေကိုကောက်ွယ်ပေးနိုင်မယ့်နေထားတွေကလည်းအကန့်အသတ်ဖြစ်တယ်ဟုတ်တယ်ဆိုတော့ဒီလိုအနေထားမှာတစ်ဖက်ကစစ်ကောင်စီအဲဒီအချမ်းဖက်စစ်အုပ်စုကကြတော့စစ်ရေးနိုင်ငံရေးနှစ်ခုလုံးကိုပပနဲ့နဲ့ ဟိုရှင်ပြီးကစားလာတာနော်ဟိုနိုင်ငံတကာမှာရောသူ့လူထုတွေကအခုဆိုလူထုတွေကြားမှာပါစီယုံရေးတွေဆင်းနေတာကြီးကြားရတယ်နော်ဆိုလိုတာကဒါနိုင်ငံရေးစီယုံနေတာနိုင်ငံရေးကသူတို့ကလက်ဦးမှုပြန်ယူနေတဲ့သဘောဖြစ်တယ်တစ်ဖက်မှာလည်းစစ်ရေးကိုလည်းသူကလေချောင်းကနေပြီးတော့ရှိန်မိပြီးလုပ်နေတာဆိုတော့နယ်မြေတချို့တွေကိုသူပြန်သိမ်းပိုက်လာနိုင်တယ်အဲ့ဒီပြန်သိမ်းလိုက်တဲ့နေရာတွေကပြောမယ်ဆိုရင် အာဒေါ်လာရဲ့အင်အားစုတွေအတွက်အဓိကကျတဲ့နေမျိုးတွေမျိုးသဖြစ်တယ်ပြောချင်တာကကိုကိုအတွက်ပို့ပြီးတော့မှ risk များတာပေါ့နော်အန်ဒီရများနိုင်တဲ့နေရာမျိုးတွေပြပြန်ပြီးတော့ဆုံးရှုံးတော့မှနောင်ချိုးတော့လိုမျိုးတွေပေါ့အင်းเนาะဆိုတော့အခုဆိုလည်းပဲစစ်ပွဲတွေကြီးကျယ်ဖြစ်နေတော့ဒီအချိန်မှမှကျမတို့နိုင်ငံရေးရမစုစည်းရင်ဘယ်ချိန်စုစည်းမလဲပေါ့ဒါကိုစဉ်းစားဖို့လိုတယ်ပေါ့နော်တစ်ဖက်မှာအာစစ်ကိုပဲဦးစားပေးမယ်စစ်ပဲတိုက်မယ်စစ်အောင်နိုင်ရေးသာအဓိကဒါမှအကြမ်းဖက်စစ်တပ်ကိုဖြိုလို့ရမယ်ဆိုပေမဲ့ ကျမတို့နိုင်ငံတွေရဲ့နိုင်ငံရေးအလှည့်ပြောင်းဆိုတာကစစ်တိုက်နေုံနဲ့ပြီးတဲ့ကိစ္စမဟုတ်ဘူးပေါ့နော်ဆိုတော့နိုင်ငံရေးအရာကိုပါတခါလဲပြင်ဆင်သွားရမယ်ဒါပေမဲ့တစ်ဖက်မှာလဲနိုင်ငံရေးပြင်ဆင်တာကလည်းလက်ရှိအောင်နိုင်ရေးကိုနော်သွားတာထက်အနာဂတ်ကိုပို့ပြီးတော့မှဟိုဦးစားပေးတယ်လို့လည်းဖြစ်နေမလို့ဘူးလားဆိုလို့တာအနာဂတ်အတွက်ပြင်ရမယ် policy တွေပြင်ရမယ်ဥပဒေတွေပြင်ရမယ်အာနောက်ပြီးတော့ခကြရဲ့ဖွဲ့စည်းပုံတွေပြင်ရမယ်တိုးတော်လည်းပဲလက်ရှိဒီနိုင်ငံရေးအရာပေါ့နော်အပြောင်းလဲတစ်ခုကိုလုပ်နိုင်ဖို့အတွက်ကိုလည်းခုနကစုစည်းမှုအင်အားနဲ့စုစည်းဥဆောင်မှုနဲ့เนาะတကက်ဟိုပါပေါ့အာလက်တွေ့ကြတဲ့လမ်းပြမြေပုံတွေ အစီအမံတွေတေချာချနိုင်ဖို့ကလိုနေတယ်ဆိုတဲ့ခါကျတော့ဒီလိုမျိုးကိုတေချာစဉ်းစားပြီးတော့မှဝိုင်းလုံးမှလည်းပြည်သူတွေမျက်နှာမှာပြည်သူတွေကကျမတို့ခဏခဏပြောသလိုပဲအရန်အရှုံးတွေများနေပြီးအရန်ကိုအဆိုးဆုံးအခြေအနေနဲ့ကြုံတွေ့နေရတယ်။ကပအစင်းရဲဆုံးနိုင်ငံတွေမှာလည်းပါသွားပြီပေါ့နော်။ပြီးရင်တစ်ဖက်မှာလည်းကြည့်မယ်ဆိုလို့ရှိရင်ဒီဟိုပါပေါ့ဥပဒေတရားဥပဒေစိုးမိုးရလာမရှိတဲ့ခါကျတော့ဒီလိုခေါ်မလဲအဆက်ဆက်ရရပေါ့နော်လုံခြုံမှုတွေမရှိတော့ပြည်သူလူထုတွေအခုဆိုပြောနေကြတယ်အပြင်ထွက်ရင်တော့မှသူတို့မထွက်ရဲတော့ နောက်တက္ကစီစီးရင်တော့မတယောက်တည်းမစီးရတော့ဘူးဘာဖြစ်ဆိုတော့ဟိုတို့ဈေးတွေရှိတယ်နောက်ပြီးတော့ကပိုင်းလိုက်တာတွေတက်ဖြက်လူရက်တာတွေဒါတွေနဲ့အကုန်ဖြစ်နေရတဲ့ခါကျတော့ဒီလိုအခြေအနေလေးတွေကိုကျမတို့ကကြော်လာဖို့ဆိုတာကခုနကပြောတဲ့အာဒီနိုင်ငံရေးဥဆောင်မှုတွေကမဖြစ်မနေလိုနေပြီအာဟိုစ조사နေကြတာလည်းသိမှတ်ပြုတယ်လုပ်နေကြတာလည်းသိတယ်တိုးတော်လည်းပဲဒီထက်အာလက်တွေ့ကြကြနဲ့အလုပ်ဖြစ်နိုင်ရေးဆိုတော့လမ်းချောင်းကိုဝိုင်းမစင်စားကြတော့ဘူးလားပေါ့နော်သူတစ်ဖြစ်ကတော့ကျမကဒီမှာပြန်ပြီးတော့မှ ဟိုထက်လောင်းပြောချင်တာတိုင်းသားလက်နက်ကင်တော်လိုက်ရာစုတွေကိုပို့ပြီးတော့ဒီဒီနေရာမှာဥဆောင်ဦးရက်နဲ့ပို့စင်းစားစေချင်တယ်